ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဇွတ်ဖွားနေကြတဲ့ဟာဇွတ်လှနေကြတဲ့ဇွတ်ဆိုင်ဝါထဲနေကြတဲ့သူများထမ်းလို့ပေါ့နော်အခုကျွန်တော်တို့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံမှာနိုင်ငံတကာကနေပြီးတော့ဟာလားလာပြီးတော့ကူညီနေကြတယ်အယံဝမ်းသာစီလားနော် အယံကိုကြည်နူးစီရလဲပေါ့လေအယံကိုလည်းကျေးဇူးတင်ကျွန်တော်မြန်မာနိုင်ငံမှာဟလာကျွန်တော်တို့လူဖြစ်ကြတဲ့ကဟာတဘာဝဘီဇိုးတွေအချိန်ချင်းကြာရောက်ခဲ့တယ်တခါမှနိုင်ငံတကာတွေဟူးလို့မျိုးကူညီတာကိုကျွန်တော်တို့မတွေ့ခဲ့ဘူးယနေ့ဖြစ်လက်ဖြစ်လာတဲ့ဟလာတဘာဝဘီငလင်ကြမှာနော်အခုနိုင်ငံတကာဝင်ရောက်လာတယ်တကယ်အင်အားကြီးနိုင်ငံတွေရောဟလာအင်အားငယ်တဲ့နိုင်ငံတွေရော နိုင်ငံပေါင်းစုံဝိုင်းဝန်းကူညီပေးလာတာအရန်ကိုကျွန်တော်တို့ဝမ်းသာစရာတွေနဲ့ကြည်နူးစရာတွေဟုတ်လားကျေးဇူးအရန်တင်တယ်အကြောင်းကျွန်တော်ကပြောခြင်းဒီနေရာမှာမြန်မာနိုင်ငံသားပါဆိုပြီးခံယူရတဲ့မြန်မာနိုင်ငံသားဆိုပြီးခံယူရတဲ့နိုင်ငံရဲ့အမျိုးရုပ်တွေနိုင်ငံရဲ့အမျိုးရုပ်တွေကထိုင်ဝမ်ပြည်ထနာကို ထိုင်ဝမ်ကိုပုံကြီးချဲ့ပြီးတော့ထိုင်ဝမ်ကိစ္စကိုပုံကြီးချဲ့ပြီးပြောနေကြတယ်လေ။တော့မင်းတို့ကောင်းနေသိချင်ရင်နိုင်ငံရေးအကြောင်းကိုသိချင်မင်းတို့ပေချာလေးလားဂဂနာနာလေးလားထိုင်ဝမ်တိုင်းပြည်ကထိုင်ဝမ်ဆိုတဲ့နိတော့နိုင်ငံဆိုပြီးတော့ထူထောင်လာတာဟာလာကဘာကူလာကမကအတိမပြုတ်ပြီးလားမပြုတ်ဝသေးဘူးလားဒါောင်းလဲမင်းတို့လေးလာရမယ်เนาะ မင်းတို့အများကြီးလေးလာမှာနော်သူတို့သူတို့တရုတ်မှာက one china လို့ပဲငိုတွေကအတိမတ်ပြူလာတာဒါတွေမင်းတို့သိရအောင်နော်မင်းတို့ကမသိဘူးအာလူများကူညီတာကိုပြန်လွတ်တယ်လို့ပေးမှုဝင်မှုလို့ဘာလို့ညာလို့ပေါ့ပန်လေးစပြုံးတယ်နော်ဟိုကဘာကူလာသမကဇက်ခုံညော်မှာနော်သူ့ကိုနိုင်ငံအဖြစ်အတိမတ်မပြူလာအောင်ထိုင်အောင်နော် ငါတို့မြန်မာနိုင်ငံကသေးသေးလေးစဉ်းစားကြည့်နောက်ပြီးတော့တန်ငင်းတမန်ငင်းငါတို့မြန်မာနိုင်ငံလည်းမရှိဘူးဒီလိုမျိုးပရိုက်တာလုပ်တယ်ဟေးဆိုတာကနော်ကျွန်တော်စော်ကားကြီးပြောတာမဟုတ်ပရိုက်တာနိုင်ငံတွေလက်ကူညီပေးတာဟုတ်နော်ကျွန်တော်စော်ကားကြီးပြောတာမဟုတ်ဝင်လာတဲ့တိုင်းပြည်တွေအများကြီးရှိတယ်ကျေးဇူးတင်လက်ကူညီပေးတာအဲ့ဒီအနောက်ကွယ်မှာအဲ့ဒီကူညီရင်းတဲ့အနောက်ကွယ်မှာတို့တိုင်းပြည်အတွက်တို့ရင်ကျင်းမှုအတွက် သူတို့ရဲ့အစားပေါင်းကိုပုံစံအမူကျင့်အနေထိုင်သူတို့ရဲ့ဒလီစရိုက်တွေဒါလေးရတွဲဆက်လာဒါဥပမာတရားနဲ့ကျွန်တော်ထောက်ပြဒါဘာကြောင့်ကျွန်တော်ဒီလိုပြောလဲလို့မေးရင်ဒီနေရာကနိုင်ငံတကာနိုင်ငံတကာလက်စုံလာနော်နိုင်ငံတကာလက်စုံလာဒီလိုမျိုးပွဲတွေရဒီလိုပွဲတွေရဟလာအခုကျွန်တော်တို့မြန်မာနိုင်ငံကဝကြုံမူဥမဥမရောက်လာကဟလာကျွန်တော်တို့ဝန်ကြီးချုပ်က နိုင်ငံတကာကိုအကူအညီပေးဖို့ဟုတ်လားသူထုတ်ပြီးတော့អော်လိုက်တဲ့အချိန်မှာကမ္ဘာကုလသမဂ္ဂကိုယ်တိုင်ဟာအစအမေရိကန်ကျန်တဲ့တရုတ်တို့ဝက်စာတော့ထားပါကျွန်တော်တို့လည်းညီကိုလိုဖြစ်နေလို့ထိတ်ဆုံးသွားလာတယ်ဆိုတာเนาะကျန်တဲ့အခြားတိုင်းကြီးတွေအကုန်လုံးအသီးသီးဝင်ရောက်လာတယ်ဟုတ်လားနိုင်ငံတွေဟိုမှာဟိုဗါလဲအာဖရိကလိုနိုင်ငံတော်မှာသူတို့မလာနိုင်တော့ဟုတ်လားဘီနိုင်းကြီးတွေကင်ပြီးတော့မြန်မာအတွက်ဆူတောင်းပေးကြတာဟုတ်လား ဒီလိုမျိုးတွေရှိဒီနေရာဒီလိုနေရာမျိုးဟာနိုင်ငံလက်ဆောင်ဒီလိုနိုင်ငံလက်ဆောင်တဲ့နေရာမှာအဲ့ဒီမှာဘာတွေဖလှယ်ကြလဲဆိုတော့တနိုင်ငံနဲ့တနိုင်ငံသူတို့ရဲ့လူနေမှုပုံစံတွေသူတို့ရဲ့စားသောက်မှုပုံစံတွေသူတို့နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုတွေဟုတ်လားအလုံးချိန်ပြီးရင်အခုအခုပြမြန်မာနိုင်ငံဝင်လာတာဟုတ်လားကေစေရေးအတွက်ဟုတ်လားငလင်းငလင်းငလင်းနဲ့ဟုတ်လား တဘာဝဘေးဖြစ်သွားလို့အဲ့ဒီအတွက်ကယ်ဆယ်ဖို့ဆိုပြီးတော့ဝင်လာကြတယ်နော်သူတို့လုပ်ငန်းအချိန်ပြီးဆုံးသွားပြီသူတို့ရဲ့အားလက်ချိန်ကျရင်နော်သူတို့နားနေတဲ့အချိန်ကျရင်အဲ့ဒီမှာတနိုင်ငံနဲ့တနိုင်ငံဟုတ်လားကဲငါတို့ငါတို့နိုင်ငံမှာတော့ဘလို့အစားစာလေးတွေဘလို့စားတယ်ရောစားကြည့်ညီးကြည့်ဟာငါတို့တိုင်းပြည်မှာတော့ဟာလာဒီလိုမျိုးဝတ်စားလေးတွေဝတ်တယ်မင်းတို့ဝတ်ကြည့်ကြည့်မင်းတို့နဲ့လိုက်လားဟာလာယဉ်ကျေးမှုတွေဖလှယ်ကြတယ်စားသောက်မှုတွေဖလှယ်ကြတယ်အကုန်လုံးပေါ့နော် အစားစားရရင်ဖလဲကြဖလဲကြရဲဆိုတော့အခုဟာကဆိုဆယ်ခစ်ဖြစ်သွားပြီဆိုဆယ်မီဒီယာခစ်ဖြစ်သွားပြီဆိုဆယ်မီဒီယာခစ်ဖြစ်သွားတဲ့အတွက်လူတိုင်းမှဖုံးပါဖုံးပါတဲ့ခါကျတော့အကောလုံးဗီဒီယိုတွေရိုက်တယ်ဟုတ်လားဗီဒီယိုတွေတက်ဆိုင်ရနိုင်ငံတွေကအကောလုံးဗီဒီယိုရိုက်ကြတယ်ရိုက်ပြီးရင်ဒါကမ္ဘာကိုတင်လိုက်တာအာဒါဘယ်နိုင်ငံကဘယ်ဟာဒီပုံစံလေးကဘယ်နိုင်ငံကအရန်ကောင်းတယ်အစင်းဆုံးပြောရင်ဒီလိုနေရာမျိုးမှာကိုယ်ယဉ်ကျေးမှုတွေကိုယ့်ရဲ့ မိခင်ရဲ့ယဉ်ကျေးမှုတွေမိခင်ရဲ့စားသောက်မှုနေထိုင်မှုဘာညာအကောလုံးကိုလာပြီးတော့ဒီလိုမျိုးဟာလားဒီဘက်မှာလည်းကောင်းတာလုပ်ပြီးတော့ဒီဘက်မှာလည်းကိုယ်တိုင်းကြီးအတွက်အကျိုးရှိမဲ့အလုပ်ကလေးတွေပါတို့ကတွဲဆက်ပြီးတော့လုပ်သွားကြတာဒါဓမ္မရာပဲရိုးရိုးပဲဒါပုံမှန်ပဲနော်ဒါဒီလိုပုံစံဆိုတာဒါပုံမှန်ပဲဒီနေရာမှာဟာလားထိုင်ဝမ်ကစပြီးလာကြတဲ့ကနိုင်ငံကိုစားပြုနေလားဟုတ်တော့လား အခု BN ဝင်လာတယ်ဗျာမြန်မာအလံရဲ့ BN အလံရဲ့ထောက်ပြီးလာတယ်နော်အစင်းဆုံးပြော BN ပြဿနာမကြီးသူ့တိုင်းကြီးနော်ကိုခဲဟာလာသူ့တိုင်းကြီးကမ္ဘာကူလာသမဂ္ဂလည်းအတိမပြုတာရတော့သူ့တိုင်းကြီးအလံနဲ့ကိုနိုင်ငံအလံနဲ့ဒူပြီးတော့ဝင်လာတာနိုင်ငံအတွက်ဝင်လာကြတာပြဿနာမရှိဘူးဘာကြောင့်လဲဆိုတော့သူကကမ္ဘာကူလာသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေလည်းဖြစ်တယ်ထိုင်ဝမ်ကကမ္ဘာကူလာသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်းမဖြစ်သေးဘူးနော်ကမ္ဘာကူလာသမဂ္ဂကလည်းအတိမပြုသေးဘူး ဒီလိုမျိုးဖြစ်တာဒီလိုမျိုးဖြစ်နေတဲ့အခါကျတော့ तू ကဟလာအဲ့ဒါကိုကြော်လွန်ပြီးတော့ဟာနိုင်ငံကိုစားပြုနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုဝင်လာတာအခုဂျပန်ဆိုရင်ဗျာဂျပန်ဝင်လာမယ်ဂျပန်ဝင်လာတာဂျပန်နိုင်ငံကိုစားပြုနဲ့မလာဘူးလူမှုဖွဲ့စည်းပုံစံမျိုးနဲ့ဝင်မယ်တကယ်လို့ဟောင်ကောင်ကလူမှုဖွဲ့စည်းပုံစံမျိုးနဲ့ဝင်မယ်လေဆိုရင်ကျွန်တော်တို့ဘာမှပြောစရာလည်းအကြောင်းမရှိဘူးဒါနိုင်ငံတော်အစိုးရအနေနဲ့ဘာမှပြောစရာအကြောင်းမရှိဘူးလူမှုဖွဲ့စည်းပုံစံနဲ့လာမယ် အစင်းဆုံးပြောသူကနိုင်ငံပုံစံနဲ့ဝင်ဒီနေရာမှာကျွန်တော်တို့တိုင်းပြည်ကနေပြီးတော့နိုင်ငံတော်အကြီးအကဲတွေကနေပြီးတော့ဝင်ဝင်ပေးလိုက်မယ်ဟေ့ဆိုရင်နော်ကမ္ဘာကူလာသမဂ္ဂတော်မှာအတိမမပြုတ်ခါတာနော်အတိမမပြုတ်ခေတာဒါကိုကျွန်တော်တို့တိုင်းပြည်ကဘာမို့လို့လဲနောက်ပြီးတော့တန်ငင်းတမန်ငင်းုံကြည်ရအောင်ကျွန်တော်တို့တိုင်းပြည်နဲ့ငိုတွေကတန်ငင်းတမန်ငင်းဘယ်လောက်ရှိတယ်လဲဒါမျိုးတွေကြည်ရအောင်နော်တန်ငင်းတမန်ငင်းလဲဘာမှထွေလူမရှိဘူး ဒီလိုပြောလို့ဟုတ်လားတချို့ကပြောတယ်တရုတ်ကိုကြောက်လို့တရုတ်ကလည်းဘာမှမပြောဘူးတရုတ်ကပြောပိုင်ခွင့်လည်းမရှိဘူး तू လဲ तू လို့ तू လို့ဟာနော်အခုတက်ခဲ့လေနော်တရုတ်ကလည်းသူ့လို့သူ့လို့တာနော်တရုတ်ကပြောပိုင်ဝင်မရှိဘူးအစင်းဆုံးပြောရင်ဆုံးဖြတ်ရမှာကျွန်တော်တို့တိုင်းကြီးကလူကြီးတွေဆုံးဖြတ်ဆုံးဖြတ်ရမှာ ဒါအရေးကြီးဆုံး main point ပဲအဲ့ဒီကြောင့်မို့လို့အစင်းဆုံးလကူမေးလကူပေးချင်တဲ့စိတ်ကိုကျွန်တော်တို့ဝမ်းသာတယ်လက်ကံကြိုးစို့တယ်အဲ့ဒီနောက်ွယ်မှာနိုင်ငံရေးအဆုတ်ရှင်လေးတွေဟာကြံနေတဲ့အခါကျတော့เนาะကျွန်တော်တို့အဲ့ဒါလေးတွေကိုနည်းနည်းဓာရီကဘလို့လုံးဝမလဲဆိုတာဒါနိုင်ငံတော်ရဲ့အကြီးအကဲတွေအများကြီးသိတယ်เนาะ တရုတ်ကလည်းနှောက်ဆက်တာတို့ဟန့်တာတာတို့ဟုတ်လားဒီလိုလောက်တာတို့သူတို့မှမရှိခဲ့ဘူးเนาะမင်းတို့ကောင်နေပြောပြောနေတယ်เนาะတရုတ်ကဟုတ်လားကျွန်တော်တို့မြန်မာနိုင်ငံအပေါ်မှာမကောင်းဘူးမှန်ပါတယ်တရုတ်တွေမကောင်းဘူးကျွန်တော်တို့တိုင်းပြည်ဟုတ်လားတရုတ်တွေအများကြီးဝင်ရောက်လာတယ်ဟုတ်လားပြည်စီအပေါ်သားတွေထည့်လာတယ်ဟုတ်လားတမိုင်းတဆောင်မြန်မာပေါ်ဒုက္ခတွေအမျိုးမျိုးပြီးခဲ့တယ်ဟေ့ဆိုပေမဲ့ကျွန်တော်တို့တမိုင်းမှာပြန်လာကြည့်ကြည့် မြန်မာနိုင်ငံကိုအရေးယူဖို့ကမ္ဘာကူလာသမဂ္ဂကိုအဆိုတွင်တင်းတဲ့အချိန်တိုင်းအချိန်တိုင်းအချိန်တိုင်းကိုတရုတ်ကဗီယိုအာနာသုံးပြီးတော့ပယ်ထားခဲ့တာခင်ဗျားတို့အဲ့ဒါတွေသတိမူပါမယ်ဟုတ်လားမြန်မာနိုင်ငံအတွက်တရုတ်ကအမြဲတမ်းကာပါနေခဲ့တာနော်ဒါလေးတွေသတိမူပါမယ်နော်ကျန်တဲ့အပိုင်းတွေကတော့ကိုယ်အုံဆောင်နေနဲ့ကိုယ်စဉ်းစားပေါ့ဗျာဒါကျွန်တော်တရုတ်ကိုဟိုရင်းကြည့်ပြီးတော့တာလွန်ပြီးတော့ကျွန်တော်ပြောပြနေတဲ့စကားမဟုတ်နော် ကျွန်တော်တို့လည်းအစင်းဆုံးပြောရင်ကြိုက်လာလို့မီးကြိုက်တဲ့ဘက်မှမပါဘူးเนาะကြိုက်တဲ့ဘက်မှမပါဘူးနောက်နောက်တဲ့ပြဿနာတစ်ခုเนาะမင်းတို့ပြောနေတာဟာလားမင်းတို့အန်ယူကြီးอ่ะဟမ်အန်ယူဂျီကပြောတယ်မင်းတို့အန်ယူဂျီကနေတော့အဆိုတင်သွင်းလာတော့ဘာလို့အမေရိကန်ဟမ် ငွေကြီးတွေရတာလားနော်ရတာလားလုံးလို့ရတာလားဟာအခုမြန်မာလက်စီဆိုးရွားကိုမလူဖို့တပြောတာဒီပါဒီဟမ်မင်းစင်းလားဒါဖြစ်တဲ့အရာလားဖြစ်နိုင်တဲ့အရေးချင်းစီလားအခုမင်းတို့အထင်မကြီးတဲ့နာသာကအဆိုရဟမ်တစ်ချက်អော်လိုက်တယ်ဟာလားကျွန်တော်တို့တိုင်းပြည်မှာအခုလိုမျိုးဟာသဘောပြီးကြားရွာတယ် ကြားရတော့ကျွန်တော်တို့တိုင်းပြည်ကိုကူညီပေးကြပါဆိုပြီးတော့អော်လိုက်တဲ့အချိန်မှာချက်ချင်းអုံနဲ့ជីနဲ့ငွေအားလူအားစေဝိုင်းဟုတ်စားနေရိတ်ခါအကုန်လုံးအပြည့်စုံနဲ့လင်းရင်နေလင်းရင်နေလင်းရင်နေနဲ့အမျိုးမျိုးရောက်လာကြတာမင်းတို့စဉ်းစားလေကွာဟုတ်လားဒါကနိုင်ငံတကာကလက်ရှိနော်နာဆာကအစိုးရကိုအတိမတ်ပြုတ်သလားမပြုတ်သလားဟုတ်လား ဒါကမင်းတို့စဉ်းစားတတ်ရမယ်နောက်ပြီးတော့ဟမ်မင်းတို့တွေအော်နေရတယ်လင်းရင်ကဟုတ်လားမန္တလေးကိုမဆိုင်ပဲနဲ့နေပြည်တော်မှာပဲဆိုင်တယ်ဆိုပြီးတော့ဟုတ်လားမင်းတို့တစ်ဖက်မှာတပိုးလေးလွှင်းနေပြောတယ်နော်အဲ့ဒီဘက်မှာဒုက္ခတဲ့ဟိုဒုက္ခရောက်နေလူတွေကိုကူညီကယ်ဆယ်ဖို့နောက်နေရပေါ့ဟုတ်လားနေပြည်တော်မှာပဲဖြတ်စာလက်စာလုပ်ပြီးတော့ဟုတ်လားပြည်တော်မှာဒီဘက်ကိုလာဖို့ပါညာ မင်းတို့စဉ်းစားလေးကွာအဲ့ဒီမန္တလေးမှာငလင်အကြီးကြီးဖြစ်သွားတာနော်အိမ်အလုံးတရာမှာငလင်လောက်သွားတာအိမ်အလုံး60လောက်ပြိုသွားတယ်ကျန်တဲ့အလုံး20ရလဲလူနေလို့မရအောင်မင်းတို့စိတ်တွေကဘာလဲမင်းတို့ယူအောင်မှာမောင်းတဲ့နွားလဲတွေစိတ်ကားတွေစီးပြီးတော့လာတာမဟုတ်ဘူးတွေးတဲ့ခြုံချားမှာထိုးရလို့မရဘူးနားလဲလားပြောတာ ဟမ်မင်းတို့ယောဟန်နွားလေးတွေစိတ်ကားတွေဆိုရင်တော့နင်းလာမယ်မောင်းလာမယ်ဟဲ့နွားဆိုမောင်းလာပြီးခြုံခြုံသားတွေးလို့ရှိရင်ကောက်ရက်ပြီးတော့ဟာလာလုံးချင်တာလုံးလို့ရတယ်စိတ်ကားဆိုလည်းဒီတိုင်းပဲနင်းလာမယ်လမ်းပြောက်သွားတဲ့ခြုံလေးကောက်ထိုးထဲပြီးတော့ဟာလာလမ်းဆန်းလမ်းစင်းဆောင်းမယ်ဒီလိုလုံးလို့ရတယ်အခုကနိုင်ငံသားနေပြီးတော့ဟာလာသူတို့ရဲ့တံမိုးကြီးတဲ့လင်ရင်တွေနဲ့တံမိုးကြီးပစ္စည်းတွေဟာလာအများကြီးပါလာ ဒီလိုမျိုးဟုတ်လားငလျင်ဘေးသင့်သွားတယ်နော်လင်းရင်နေလင်းရင်ခွင်းနေလဲအကုန်လုံးဆုတ်ပြတ်သန့်ဘယ်နာမှလင်းရင်ဆင်းမလဲမင်းတို့ငွားလဲလို့ကြောင်းဟုတ်လားခြုံတွေးတယ်ခြုံခြုံတွေးတယ်ခြုံငားမှကပ်ပြီးတော့ထိုးတာလုံးရဘူးဟုတ်လားစိတ်ကားတွေလိုမျိုးဟုတ်လားလမ်းဘေးမှာထိုးတာလုံးမရဘူးဆိုတော့လင်းရင်ဝင်းကောင်းကောင်းကသူတို့ဆင်းရမယ်လင်းရင်ခွင်းကောင်းဆိုတော့အနိစ္စဆုံးနေပြီးတော့ပဲရှိတယ်နေပြီးတော့မှသူတို့ဆင်းတယ်ဆင်းပြီးကဲသွားမယ်ဟမ် မြေပြင်ရပေါ်ပဲမင်းတို့ကတော့ပြောတယ်လမ်းဟောင်းနေဘလို့ပေါ်ဘူးပါညာလမ်းဟောင်းမှာဒီကောင်တွေကအခုပေါ်နေတဲ့ဟုတ်လားပြည်တွင်းတွေကပရိဒါအဖွဲတွေကိုဟမ်ပရိဒါအဖွဲတွေကိုမိုင်းခွဲတာတွေဟုတ်လားဒီမှာပါဝါတဲ့ပစ္စည်းတွေကိုဟုတ်လားသူတို့ရိတ်တာအဖြစ်ဟုတ်လားဒီ PDF ကခွင့်မပြုလို့ဆိုပြီးတင်ဆဲသွားတာတွေတိုက်ပွဲတွေဖြစ်နေတယ်နော် ဒါကိုဘလို့သွားမှာလဲမင်းညလည်းအေးတရားတရားဘောအကြောင်းကျွန်တော်ပြောသေးတယ်ဟမ်တရားဆိုတာဒီမှာငလင်ဖြစ်သွားတယ်ဗျာမြေတွေနှိမ့်နေတယ်ဟုတ်လားအရင်တော့ဆိုရင်ကဇက်တိုက်သွားလို့ရတယ်အခုကဒီတရားရဲ့ကြံ့ကြိုင်ကိုဘယ်တော့ခံနိုင်မလဲငလင်ရဲ့ဇက်တိုက်လုံးတာဟုတ်တာလားဘယ်ချင်းပြုံမသိဘူးဘလူကလည်းတိုက်တာလို့မရဘူးတဘာဝပြီလက်ရှိချင်းဟုတ်လားဒီလိုဖြစ်နေတယ်ကိစ္စကြီးကိုဒါကို တစည်းရင်ဖြည်းဖြည်းချင်းသွားနေရတယ်နော်အဲ့ဒီလမ်းဟောကသွားတော့လဲဒီတခိုးကျဖို့ရံနေကိုလဲကြောက်ရတယ်ပြီးတော့လူများတိုင်းပြည်ကနေဝင်လာကြတာနော်ကိုနိုင်ငံမှာလည်းမဟုတ်ဘူးစဉ်းစားတောင်ယူတောင်ခံမှုလောက်ရတယ်မင်းတို့တွေကတော်ရဲနေတော့ပေါ့လို့ပဲလားတွေ့တယ်တွေ့တယ်တနနကောင်ဖြစ်တယ်အခုပြောမယ်ရောက်လာတဲ့လူတွေကလက်နဲ့ခဲရမပါဘူးသူတို့ကပါတာဆေးဝါးတွေစားနေရိတ်ခါတွေဟုတ်လားလူတွေကယ်ဆယ်ဖို့ခိုးခေးတွေ ဆက်ရန်တရားတွေဆေးဆေးရုံလိုမျိုးတိဆောက်ဖို့အောက်ဆီဂျင်တွေပါများဒီလိုမျိုးဓာတ်တွေပဲပါလာတာလက်နက်ကင်ရမပါဘူးဟမ်ဓာတ်တွေကိုမင်းတို့နားလေဖို့သိတယ်မင်းတို့ဘေးတိုင်းဘူးပြောစကားမျိုးမပြောနဲ့သိလားဘေးတိုင်းဘူးပြောစကားမျိုးမပြောနဲ့နော်